မြန်မာနိုင်ငံဆက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံကအလုပ်သမားတွေစုပေါင်းပြီးအလုပ်သမားတမကအဖွဲ့ချုပ်ကိုအော်တိုဘားလ18ရက်နေ့တနင်္ဂနွေနေ့ကကျင်းပတဲ့ညီလာခံကနေဖွဲ့စည်းလိုက်ပါတယ်။အစိုးရကတတ်မှတ်ပေးထားတဲ့တရက်လုံအခကျပ်3600မပေးတဲ့အလုပ်ရှင်အားလုံးကိုတရားဥပဒေအရအေးအေးပေးဖို့မြန်မာနိုင်ငံဆက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားတမကများအဖွဲ့ချုပ်အလုပ်သမားတမကညီလာခံကနေတောင်းဆိုခဲ့ပါတယ်။ကျွန်တော်ပြောချင်တာက ခြေခံကျွန်တော်တို့အခြေခံဒုက္ခလုံးတော့ဖြစ်ဖြစ်ကြံတော့အရာပေါင်းစည်းပေးရမယ်ဆိုရှိလို့ရှိရပါတယ်အဲဒီဥစ္စာနဲ့ပတ်သက်လို့ဖြစ်လာလို့ရှိရင်ကျွန်တော်တို့အစိုးရကိုဒီနေ့ကျွန်တော်ဒီနေရာတွေတောင်းဆိုရမှာအစိုးရကဥပဒေအတိုင်းလိုက်နာမှုမရှိတဲ့အလုပ်ရှင်တွေကိုပြတ်ပြတ်သားသားရေးယူဖို့ကျွန်တော်တို့ဒီညီလာခံတောင်းဆိုတယ် ညီလာခံမှာအရှင်ကဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံအလို့သမားတမကအဖွဲ့ချုပ်ကိုဖျက်သိမ်းလိုက်ပြီးမြန်မာနိုင်ငံဆက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားတမကများအဖွဲ့ချုပ်အဖွဲ့ဆိုပြီးနာမည်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ရှေ့ဆက်ပြီးတော့ကျွန်တော်ညီလာခံနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လုံသမားလေသမားတွေရဲ့သူတွေရဲ့ကျွန်တော်အခက်အခဲတွေကျွန်တော်လောက်ကလာတာကု3600ကိစ္စတွေအားလုံးကိုကျွန်တော်တို့ပြေးလည်အောင်ကျွန်တော်တို့တမကအဖွဲ့အညီအောင်နေရနေပြီးတော့ဖြေရှင်းသွားဖို့ ရှိပါတယ်။ဤစီစာချုပ်ပါစီကံချက်တွေနဲ့ပတ်သက်ပြီးအလို့သမားတွေကအခက်အခဲအများကြီးယူဆိုင်ရတာရှိတယ်။အလို့ရှင်တဲ့လို့သမားသားမှလည်းသဘောတူညီချက်ရဖို့အတွက်အခက်အခဲဖြစ်နေတယ်ပေါ့။အဲအဲ့ဒါဘာလဲဆိုတော့တစ်ဖက်ကအလို့ရုံဦးတွေရကြည့်ရင်ဒါကအလို့ရှင်ရဲ့တာဝန်။ဒါပေမဲ့ဝန်ကြီးဌာနကသတ်မှတ်ပေးထားတဲ့ဒီနမူနာပုံစံပေးထားတဲ့စီကံချက်ထဲမှာအလို့သမားရဲ့တာဝန်ဖြစ်နေတယ်။နောက်တစ်ချက်ဒါတွေကမှမဖြစ်မနေမလုပ်ဘူးဆိုရင်တော့အလို့သမားကအသုံးပြန်ကြော်တာနဲ့လှုပ်ထုတ်ခံရမယ့်အခြေအနေရှိတယ်။နောက်ဒီဤစီစာချုပ်မှာပါဝင်တဲ့ဒီ ြစ်မှုကြောင့်ရတရားစွဲဆိုခြင်းခံရသည်ဖြစ်စေချက်ချင်းထောက်ခွင့်ရှိတယ်ဆိုတော့စီကံချက်တွေကိုပုံစံပေးထားတာရှိတယ်အဲ့ဒီအချိန်တွေမှာအလုပ်ရှင်တွေအနေနဲ့လက်ရှိမှာပေါ့နော်ဒီလုံသမားတွေကိုပုံမှန်တွေမျိုးမျိုးတက်ပြီးတော့တရားစွဲထားတဲ့အခြေအနေရှိတယ်ဒီတရားဆိုရင်လုံသမားချက်ချင်းမဲ့တရားလွဲဟိုဆွဆွဲခံရတာမျိုးတွေရှိမယ်နောက်တစ်ချက်ကအလုပ်ထုတ်ခံရမယ့်အခြေအနေတွေရှိတယ်လုံသမားတွေလက်ရှိရင်ဆိုင်နေရတဲ့အချက်တွေကတော့အဲ့ဒီပြဿနာရှိပါတယ်သမဂ္ဂကနေအလုသမားတွေနဲ့အလုရှင်ကြားပြဿနာတွေကိုဖြေရှင်းပေးနိုင်မှုအတွက်ဆွေးနွေးသွားမယ်လို့သိရပါဗျ။ ညီလာခံကို AOD ရန်ကုန်မန္တလေးစကိုင်းပဲခူးနေပြည်တော်နဲ့တဝယ်စတဲ့မြို့ကြီးတွေကအလို့သမားသမကအဖွဲ့ဝင်တရာကျော်တက်ရောက်ခဲ့ပါတယ်ရှင်။